မင်းအောင်လိုင်းအနေနဲ့တိုင်းရင်းသားတော်လိုင်းတက်တွေကိုနိုင်ုံမပြောနဲ့တရှိဖွဲ့စည်းထားတဲ့ပြည်သူတားကောင်းရဲနာတွေဖြစ်တဲ့ PDF တက်ဖို့ဝင်နေဦးတော့နိုင်ဖို့ဆိုတာအိမ်မက်တစ်ခုဖြစ်သွားပါပြီ။ဘာဖြစ်လဲဆိုတော့ဒီဗီဒီယိုလေးကတသက်တစ်ခုပါပဲ။

dreams and some modestness. I'm not here to save the day, that's for you to take away. I could play a million mind games, but instead I say something not illogical, something that is typical. Rub it on and watch it go. Make yourself unstoppable. Dreams are irresponsible, but they're always possible. If you just be so remarkable. Thoughts in my head, a collage and they spread. I'll be great one day, going off of my meds. No, I'm not giving up, no, I'm not giving in. I will make it to the top, taking off and the wind. I gotta make it. I'm saving every day to taste it. I'm patient, but my mind, it can hardly take it. I'm chasing a dream that I've had for several years. I'm အားလုံးပဲမင်္ဂလာပါ။ကိုကြက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးတွေကိုရီအရှင်မလို့သွားပေးခင်မှာတော့ယနေ့ဒီဇင်ဘာလ30ရက်နေ့တနင်္လာနေ့ရက်ညပိုင်းအထိနောက်ဆုံးရရှိသတင်းချို့ပေါ်ပြပေးသွားမှာဖြစ်ပါရစေ။သတင်းကောင်းတွေဖြစ်တဲ့အတွက်လည်းအမျိုးတွေအားလုံးပြုရွှင်နဲ့နားထောင်ရအောင်ဖြစ်ပါရစေ။အခုအဦးဆုံးသတင်းတစ်ပုဒ်အနေကတော့တာတော်မျိုးနဲ့ထိုင်းမြန်မာနယ်စပ်မှာစစ်အင်အား80လောက်ရှိတဲ့မဲလယူတစ်ကန်မှာစစ်ကောင်စီတပ်သားများစခန်းစွန့်ခွာထွက်ပြေးမှုကြောင့်လက်နက်ခဲယမ်းများနဲ့စစ်ရဲတွေမှတင်းစီရရှိခဲ့ပါရစေ။တက်တက်ကာကင်းစကန်တခုကိုလည်းတိုက်ခိုက်သိမ်းပိတ်ခဲ့ကြောင်း ရှိရပါတယ်။ဒါကတော့ PNI ပြည်နယ်ရှားတော်မှာရှိတဲ့အခြေအနေဖြစ်ပါတယ်။ဒီမယ်လယူစစ်တက်စကန်က2021ခုနှစ်နိုဝင်ဘာ18ရက်နေ့တည်းကဝင်ရောက်30ခုချင်းဖြစ်ပြီးအင်အား80ဝန်းကျင်ရှိကြောင်း PNI ဒေါ်လာတဖွဲ့များကြီးဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့်ဒိခါပြည်လည်နေသဖြင့်ဒေသအခေါ်တောင်ကုန်းပေါ်မှာဖျက်ဆီးကရှမ်းပြည်ဘက်သို့ထွက်ပြေးသွားကြပါတယ်။သူ့ရဲ့တက်စကန်ရဲ့ဆောင်မိုးကတော့မယ်လယူမစုတ်တန်းခံစစ်စကန်ဆိုပြီးဖြစ်ပါတယ်။ကဲမင်းအွန်လိုင်းဆိုတာကလည်းသိတဲ့အတိုင်းလေးပဲဗျာ။နာမည်ပြီးတဲ့အခါမှာနာမည်လေးတွေကအပီးတွေကတော်တော်လှပါတယ်ဗျာ။ ဒါပေမဲ့လည်းတိုက်တိုင်းအောင်ဆိုလဲတိုက်တိုင်းရှုံးဘဝတွေပြက်နေတာတော့အားလုံးသိမဲ့အတိုင်းပါပဲ။ဘာပဲပြောမဲလယူမစုတ်တန်းခန်းစစ်စခန်းကြီးကတော့အိုင်းမုတ်ကြီးကိုထားခဲ့ပြီးတော့အကုန်လုံးဆုတ်ခွာသွားတာကတော့အရာရာကန်လုံးသိကြနေပါပြီ။နောက်ထပ်သတင်းတစ်ပုဒ်မှာတော့တောင်ငူမျိုးဝသတင်းလေးဖြစ်ပါတယ်။တောင်ငူမျိုးမိုင်းတာကွင်းအတွင်းစစ်တပ်ကဥစည်းကျင်းပနေသောလွတ်လပ်ရေးနေပျော်ပွဲရှင်ပွဲများကိုလုံခြုံရေးယူပေးနေတဲ့အပေါင်းခမ်းမရုံးကိုအဝေးထိန်းမိုင်းပြင်ပေါက်ခွဲတိုက်ခတ်ခဲ့ရမှာတော့တစ်ခွေးနဲ့ရဲများများအပြားကြီးကြိုက်ခဲ့တယ်လို့ ရှိရပါတယ်။အောက်ထပ်သတင်းတပုံမှာတော့အင်းစိန်နဲ့မြောက်ကလပမြို့နယ်တို့မှာတော့တဖိဆိုင်ထိုင်နေသောလူငယ်များကိုစစ်တပ်ကဝန်ဖမ်းခြင်းလက်ကင်းကားများဖြင့်လမ်းသွာလမ်းလာလူငယ်များကိုအမေးမြန်းမရှိဖမ်းဆီးနေကြောင်းဖြစ်ပွားနေကြောင်းသိရှိရပါတယ်။ဒါကြောင့်အင်းစိန်နဲ့မြောက်ကလမှာရှိတဲ့ဤပါပြည်သူတွေအနေနဲ့လည်းမျိုးတွေအနေနဲ့လည်းဒီပြည်သူတွေကိုကြည့်နေဆိုရင်အဲ့ဒီအကြောင်းလေးတွေကိုချက်လောက်မှတ်ခဲ့ပြီးလို့ရပါတယ်။အစ်စင်ကတော့တဖိဆိုင်မှာထိုင်နေရင်ဖမ်းဆီးခံရသူတွေကဘလောက်ပေးရလဲတော့မသိဘူး။ပတ်စံနဲ့ရွေးမှလူငယ်၁၂ဦးပြင်လို့လာတဲ့ ဘုံကြီးကြောင်နေတဲ့လူငယ်တွေကနာမည်အတိကျနဲ့လာဖမ်းသွားတာပြီးတော့အဲ့ဒီဖမ်းခံရတဲ့၃ယောက်ထဲကတယောက်ကတယောက်ရဲ့အမေအဖေနဲ့အမေကိုလည်းထပ်ဖမ်းသွားတယ်လို့သိရှိရပါတယ်ရန်ကုန်မြို့မှာ PDF များနဲ့တော်လိုင်းရဲဘော်များကိုအိမ်မငှားရန်စစ်ကောင်စီကဆာရယ်များလိုက်ဖြန့်ပြီးချိန်ချောက်ချင်းအဆောင်နဲ့ဆောင်ပိုင်ရှင်အိမ်ပိုင်ရှင်များကိုရက်ွက်ရုံများသို့ခေါ်ယူဖိအားပေးမှုတွေပြုလုပ်နေပါတယ်ကဲရန်ကုန်မှာတော့မလုံခြုံလို့တဲ့သူတို့ရဲ့ဘဝကိုကြောက်ပြီးတော့အိမ်တော်မငှားခိုင်းလို့တဲ့အခြေအနေတွေကိုပြနေတော့တွေ့ရပါတယ်ဒါကတော့စစ်ခွေးတွေရဲ့တဲ့ကျွင်းကကြောက်လန့်မှုတွေကိုတော့ရှင်းရှင်းသာသာမြင်နေတဲ့ တင်းတပုတ်ဖြစ်ပါတယ်။တက်တင်းတပုတ်မှာတော့ပြည်သူလူထုအပေါ်ချင်းချောင်းငွေကြီးတောင်းခံနေတဲ့မြောက်ဝတီခရိုင်ရဲစခန်းကိုရုံးပြင်ဘုံကျဲတိုက်ခတ်မှုကြောင့်ရဲတုံးမှုဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါကတော့ KNP မြောက်ဝတီမှာရှိတဲ့မြောက်ဝတီရဲစခန်းကိုလုံးနဲ့ဘုံကျဲတိုက်ခတ်ခဲ့တဲ့တင်းတွေဖြစ်ပါတယ်။နောက်တက်တင်းတပုတ်မှာတော့ KNP ပါပုံမြို့နယ်ရှိစစ်ကောင်စီကတိုင်တီစစ်ဗျူဟာတစ်ကို KNL နဲ့မဟာမိတ်ပူးပေါင်းတဲ့များကစတင်တိုက်ခိုက်နေပြီးတရင်မှုစောလာကြိုင်ဦးဆောင်သော BG ရဲ့တရင်ပြစ်တုံညာ73တက်ကပါ တော်လိုင်းကြီးတပ်ဖွဲ့များနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရီစီယာလဲကောင်းသလိုစစ်တပ်ရဲ့အကြောက်တရားကလည်းတော်တော်လေးဥမာဆိုးရွားနေရောက်တွေ့ရမှာဖြစ်ပါတယ်။ကဲနမဲကျော်မုံဆိုးမတို့ရွာမုံဝင်းကဆိုင်ကိုဖျက်ဆီးခံလိုက်ရပါတယ်တဲ့။ကဲမုံဆိုးမတို့ရွာဆိုတဲ့မုံဝင်းကဆိုင်ကြီးဖြစ်ပါတယ်။ဒီဆိုင်လေးကလည်းပေးမဲ့ပေးနမဲလေးရတယ်တော်တော်လှပါတယ်မုံဆိုးမတို့ရွာတဲ့။တထဲမှာလည်းမုံဝင်းကတွေကိုသူ့အိမ်ငါစားငါအိမ်သူစားအလူရဲ့ပြေးစားနေရတဲ့အခြေအနေမှာမုံဆိုးမတွေဖြစ်နေတဲ့ခိုက်တက်မှာတော့ ီလိုမျိုးစိုင်လေးရဲ့နာမည်ဟာတော်တော်လေးကိုတော့သူတို့ထိကြိုက်သွားမှာတော့သိကြပါပဲအဲဒီလိုပဲတော်လိုင်းရေးဘက်ကမီဒီယာတွေတော်လိုင်းရေးဘက်ကစပီကာတွေကလည်းရောက်ရှောက်မိုးဟင်းကမိုးဟင်းကနဲ့ပြောတာများတဲ့အခါမှာတော့သူတို့တွေကမခံမရနိုင်ဖြစ်ပြီးတွေကသူတို့မိမတွေမျှဝေးလို့လည်းမသိပါဘူးဗျာဘုံစိုးမတို့ရွာဆိုတဲ့စိုင်လေးကိုဝင်ရောက်ဖျက်ဆီးကြပါတယ်ဗျာအဲ့ဒါနဲ့ဟိုဆိုးမတို့ဆိုင်ရပိုင်ရှင်ကိုမေးကြည့်တဲ့အခါမှာတော့ကျမယောက်ျားမရှိလို့တဲ့အတွက်ကျမမုံဆိုးမဖြစ်နေလို့မုံဆိုးမတို့ရွာလို့ပြီးတော့ပေးထားတာပါပြောလဲမရဘူးတဲ့ဗျာ မဟုတ်ဆိုးမယောက်ျားမရှိလဲမဟုတ်ဆိုးမလို့မပြောပါဘူးမဟုတ်ဆိုးမလို့ပြောရင်လဲမဝင်းကမရောက်ပါဘူးမဝင်းကရောက်ရင်လဲမဟုတ်ဆိုးမမဖြစ်ရဘူးဆိုပြီးတော့အခုလိုမျိုးတွေဖြစ်နေတာကတော့စစ်တပ်ထက်ကရည်စရာလိုလိုကြောက်စရာလိုလိုကြောက်လန့်တရားဖြစ်နေကြတဲ့အနေအထားတစ်ခုပါပဲရန်ကုန်မြို့ရဲ့စမ်းကြောင်းတနေရာမှာတော့အလောင်နဲ့ပောက်ကွဲတန်တစ်ခုကိုကြားခဲ့ရတယ်လို့ပြည်သူတွေအနေနဲ့ထုတ်ဖော်ပြောကြပြီးမကြိုက်ပါပဲအလုံးသိတဲ့အတိုင်းပဲရုံလေးရဲ့အိမ်လို့ပြောကြတာဖြစ်ပါတယ်ရုံလေးတယောက်ရဲ့အိမ်ကတော့ ခုချိန်မှာပေါက်ကွဲမှုတစ်ခုနဲ့ကြုံခဲ့ရတယ်လို့လဲဆိုထားတာကိုတွေ့ရှိရပါတယ်။အေးဘာပဲပြောရန်ကုန်မှာရှိနေတယ်ဆိုပြီးတော့လုံခြုံမယ်လို့မထင်ပါနဲ့။ဘယ်ရမှမလုံခြုံတော့ပါဘူး။အရာအလုံးဟာတော်လိုင်းတက်တည်းရဲ့ခြေဘွားအောက်ကိုရောက်နေတယ်ဆိုတာကတော့လက်ရှိအခြေအနေကပြနေဖြစ်ပါတယ်။နာတယ်လီနာသားတွေဘာနာသားတွေဒသိဒသိလောက်နဲ့ခြာဒီမှာဟာထိကျက်တရားကောင်းတဲ့ထိကျက်တရားမှန်တယ်ဒီပိုင်းရှောက်ပြောမနေနဲ့ နော်ရှောက်ပြောမနဲ့ဒါကြီးလဲဒါတချင်းအစော်တော့မပြတ်ပါဘူးကောင်းပါလေဒါပြောပြောနေတာပေါ့အေးစစ်စစ်နေတာစစ်ချမ်းသာအောင်ကောင်းကောင်းပါလေဘာဖြစ်ဖြစ်စိတ်မငြိမ့်နဲ့ဆိုလိုပဲနော်အာဘာဖြစ်ဖြစ်อ่าปอกกูก็ตะชี้นี่ไปสู่ไปนี่บาพี่ๆใส่ไม่เนี่ยเนี่ยแกน้องซ้องน้องบ้อมมาดิเค้าเนี่ยมา လေရင်ပြန်နဲ့ဘုံကျဲတာဟာအဖြေမိုးဆိုတာသိလိုက်ဖြစ်ပါတယ်။ရင်တော့ကတော့အုံတော့တရားမရှိကြတဲ့ခါမှာကျဲပစ်လိုက်ပေါင်900ဒီပေါင်1000ဒီပေါင်3000ဒီပြောတဲ့လူတွေကိုယ်တိုင်ကိုကလေရင်ပြန်နဲ့ဘုံကျဲတာကပြီးပြီးသူတွေနဲ့ပြီးနေကိုပြန်ရဖို့မဟုတ်ဘူးဆိုတာကိုအခုမှသဘောပေါက်သွားတဲ့စစ်ခွေးဘောမတွေပေါ့ဗျာ။ပြင်းနေဆိုလို့ပဲပြောရမှာအေးဆိုင်နေပြီ။နိုင်ငံကောင်းဆောင်တော့မှဘာဖြစ်ဖြစ်စစ်မြင်ဖက်နဲ့အေးစစ်စစ်ပြောပါပါလေးကဲနေရတယ်ဗျာ။ဒီနေ့တော့အန်ကောင်းမှတော့ဗျာဒီနေ့တော့မှတော့စိတ်ကြီးတာပဲ။စိတ်ကြီးတာ။ သူရခိုင်ပြည်နယ်ကရခိုင်ကနေမှနိုင်ငံရေးဆွေးနွေးမယ်လေ။နိုင်ငံရေးဆွေးနွေးတာကိုဒီနိုင်ငံကဥက္ကရာအနေနဲ့လက်ခံလိုက်စောက်ပေါ်ကြီးမှာလက်ခံ။အဲ့ဒါတော့ကြီးမဖြစ်နိုင်တဲ့အပေါင်းပါ။ကောင်းတယ်ကတော့နိုင်ထားပါလေအဲ့ဒီမျိုးတို့လည်းအုပ်ချုပ်ပိုင်ကုန်လေးပါအဲ့ဒီမျိုးတွေကိုဟိုအုပ်ချုပ်ပေးပါသူထွေးနေတာယူပဲနေပြီးတောင်းလိုက်လက်ရှိအနေထားထားလိုက်နိုင်ငံရေးဆွေးနွေးတယ်ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာအဲ့တစ်ဖက်ကအပြတ်တက်ဆုံးနိုင်ပါဒါမှမဟုတ်လေတစ်ဖက်ကအာကျွန်တော်တို့ငြိမ်းချမ်းဆွေးနွေးတယ်ဆိုရင်ကျွန်တော်တို့နိုင်ငံတော်နိုင်ငံရေးဆွေးနွေးတယ်ဒီလိုကတော့တက်ပါလေ

လုတ်တင်လုတ်တဲ့ကောင်လုတ်လက်နဲ့ဆိုလက်နဲ့လည်းအဲ့တော့ဘာလုတ်ပေးမှာလဲဒါပဲလိုရင်းရနော်မိခါကြမှာအခုခင်ဗျရေရည်တွေအခုရေကြီးတောက်တော့မများဘူးလုတ်တင်လုတ်လိုက်တာစီယုံတင်စီယုံတင်တာခင်ဗျတို့စီယုံရင်ညံ့တယ်ဆိုအေယာဝီတိုင်းကိုကျွန်တော်စီယုံပေးမယ်ကဲပေါ့ကူတော့အေယာဝီတိုင်းကိုစီမီစီယုံမယ်တဲ့ကဲအေယာဝီတိုင်းသားတွေရဲ့သွေးကိုပြရတော့မှာပဲပြည့်တဲ့တွေကဘယင်လိုပဲနေတာတဲ့သူကမနေ့6နိုင်နေည6နိုင်အထိဘယ်မှမထွက်ရဘူးညနေပါဆိုရင်တဲ့တရွာလို့ဘယ်သူမှအမထွက်ရပါဘူးလေအတန်တော့မထွက်ရအောင်နော်လူမပြောနဲ့အတန်တော့ထွက်ရအောင်ဤတော်မပေါက်ရဘူးကောနော်အဲ့လိုချင်းအေးနောက်ကြရင်နေလို့လည်းဤပေါက်ရမှာမဟုတ်တော့ဘူးဖြစ်ပါရှင့် ဘယ်လောက်ထိလဲဆိုတော့6ခန်းနဲ့တန်းတော့မကြရပါဘူးတဲ့ဟိုတက်ဘလောက်ကဝင်ထိုင်တာခက်တော့မှငြိမ်ပါသေးတယ်တဲ့သူတို့ဘယ်လောက်ထိအောင်ကြက်နေရလဲဆိုတော့အဲ့ဒါထင်သာမြင်သာရှိပါရဲ့နော် PDF ပို့ဆိုရင်တဲ့ဒေါက်တာမဟုတ်ဘူးအဲ့ဒါချက်တာကိုယ့်ရဲ့ပြည်သူပြည်သားတွေကဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတယ်ထွက်ပေါ်လာတဲ့ PDF တွေကိုအဲစကားတွေကိုနားထောင်တာအေးဘာပဲပြောကြံပါဆိုလဲကြည်နေတို့တွေဘလို့ပဲကြံအောင်ဆွတ်ဆော့မယ်ပြောပြောတနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေဘလောက်ထိငြိမ်သက်ပြီးတော့လူနေကြလဲဆိုတာကိုလက်နက်တွေနေတို့ကင်ထားလို့လက်နက်မရှိတဲ့ပြည်သူတွေကကြောက်နေပြီမဲ့တကယ်ရင်ထဲမှာရှိတာဘာလဲဆိုတာပြည်သူတွေအကုန်လုံးရင်ထဲမှာတီးပြီးသားထမင်းစားတဲ့ခါမှာသူ့ရဲ့ထမင်းပေါ်ကဖုန်ကြီးဖင်းပွဲထက်တောင်များများပါသေးတယ်တဲ့ အဲ့လိုခင်းပွဲစားတဲ့အချိန်မှာဆိုဘေးကရက်ခတ်ပေးရတူကလည်းရှိရတဲ့စိမ့်ကြပါလေတောက်ဆရာဘေးကဆိုလည်းဖားလိုက်ထားပေးရတယ်အချိန်အကောင်းစားလည်းဝယ်ထားပေးရတယ်တဲ့ပြီးတော့ရှူထားတဲ့မိန်းမလည်း၄၀၀လောက်ရှိပါတယ်တဲ့ဒါဟာတရားဝင်မိန်းကဆောင်ပြီးရှူထားတာပါအကလေးပိုင်ဆိုင်နဲ့မိပါလေဆိုတနာပါတယ်ကလေးလေးကငိုမယ်ဆိုရင်ပြည့်ရက်တွေညွှန်ရမှာသူတို့ကမြန်ကြောက်ပြီးတော့ဒီကလေးလေးကိုဘလို့တောင်ပြုတ်မှုမလဲဆိုတာတော့စဉ်းစားတော့မရပါဘူးသူတို့တော်တော်ဆင့်ညက်ပုံကောင်းတဲ့အချိန်လေးမှာနေအုံတော့ကလည်းဟိုးဆောက်ထိုးကြနေပြီကလေးငိုတာကိုဘသူကသွားပါလို့မှလဲဟာလေတဲ့ရတယ်မသွားနဲ့ဆိုလဲချစ်တလားမှမသွားရပါဘူးတဲ့နှမ်းနေကိုအံ့နေပြီးတိမ့်ကျင်ပါလေလို့လဲဘသူကမှမပြောရဘူးတဲ့ဟိုတက်ကစစ်ကြောင်းတွေလာလို့ရှိရင်ပြည့်ရက်တွေဟိုဘက်ပြေးဆိုလဲပြေးရတယ်ဒီဘက်ပြေးဆိုလဲပြေးရတယ်တဲ့ ကဲဒီဗီဒီယိုလေးကိုမှတ်ထားပြီးတော့တနည်းကြရင်စနိုက်ပါစုကိုဟိုဘက်ပြေးခိုင်းတယ်ဒီဘက်ပြေးခိုင်းလို့ပြခိုင်းမယ်နော်အမမလောစနိုက်ပါဘူးကဲအကုန်လုံးစုပြုံပြီးတော့သူတို့ပြောတယ်နားထောင်ရတာပေါ့နော်ဓာတ်ရင်ဟို PDF တည်းရဲ့စိုးချင်းကောင်းချင်းကိုလည်းဘယ်သူမှမပြောရဲပါဘူးတဲ့ညောင်ရီလေးညမတန်လေးမကြည့်ပါနဲ့ဆိုလည်းမကြည့်ရဘူးတဲ့ရေဒီယိုကလာတဲ့တချင်းတော်မှသူတို့နားမထောင်ရဲပါဘူးတဲ့ညောင်ရီညမအတန်ကိုကြည့်ရသူတို့နင်းတို့ဘောမတွေပဲကြည့်တာ တို့ဟာအဲ့ဒီလိုအကြောင်းလမ်းဆောင်ခါစားနေရတဲ့ PDF မှာသူကစစ်ဖို့လေဆိုတော့ရှိပါရှင်တို့လက်ဘိုးတွေဘိုးကြီးတွေဘိုးမွေးတွေစားတဲ့ပုံအဲ့လိုယာတွေခန့်ထားပါရှင်အဲ့တော့ PDF ဘိုးဆိုရင်တဲ့သူကသမင်းစားတဲ့ခါမှာသူ့ရဲ့သမင်းပေါ်ရခုံးကြီးခင်းပွဲထက်တောင်များများပါသေးတယ်တဲ့အဲ့လိုခင်းပွဲစားတဲ့အချိန်မှာဆိုဘေးကရက်ခတ်ပေးရသူကလည်းရှိရတယ်ဇိမ်ကြပါတယ်တဲ့တောက်ဆရာဘီယာဆိုလည်းဖားလိုက်ထားပေးရတယ်အရင်အကောင်စားလည်းဝယ်ထားပေးရတယ်ပြီးတော့ရှူတက်နိုင်တဲ့ကောင်တွေအဲ့လိုပဲနေတာလေဒါရီကစစ်နိုင်တဲ့ကောင်တွေပဲနေနေတာကားတဲ့မိမလည်း၄ရက်၅ရက်လောက်ရှိပါတယ်တဲ့ဒါဟာတရားဝင်နေလားဆောင်းမိရှူထားတာပါတဲ့သူကဒီဆောက်တာမပါသေးပါဘူးတဲ့ ပြီးတော့ပီတီအကောင်ဆောင်ဒီမှာဆိုဘာဖြစ်လဲဆိုတော့သူကငါးငါးရွာပိုင်တယ်နင်းရဆယ်ရွာပိုင်တယ်ဆိုပြီးတော့သူကရွာစားနယ်စားပုံစံမျိုးတွေတောင်မှဖန်ပြီးနေတာမြင်ရပါတယ်တဲ့သူတို့ပိုင်ဆိုင်တဲ့သူတို့အပိုင်စားယူထားတဲ့ရွာတွေမှာလုပ်ငန်းရှင်တွေရှိရဲဆိုလေအဲ့လုပ်ငန်းရှင်တွေကအချိန်မရွေးသူတို့ကိုစက်ကြီးပေးရအိစားလေးပေါ့နော်ဥမာပေါ့ဒီရွာမှာစံတထေးစီတထေးဟုတ်တယ်နော်ဟိုတက်တထေးစသဖြင့်အဲ့လိုတထေးရှိရဲဆိုအဲ့ကဲဥပဒုခင်ဗျားတို့ကျုပ်တို့ကိုစက်ကြီးပြောက်ပေးရမယ် ခင်ဗျားပေးထားတဲ့စက်ကြီးချက်လန်ထဲမှာခင်ဗျားခီးသွားလို့ရမယ်။ဘာညာဆိုရင်ပတ်စံပေးရတာပဲ။အဲ့စက်ကြီးကလည်းတိတ်အောင်ရှာချီပြီးတောင်းတက်တာပေါ့နော်လို့ပုံစံမျိုးရှိပါတယ်။အဲ့ဒါသူနိုင်ငံကိုတက်ပြီးတော့ခွေးတက်အုပ်ချုပ်နေတဲ့အဲ့ခွေးကဘာလို့နေလို့သူတို့တွေဘကာဝင်နေတာလဲ။ပြီးရခါမှာလည်းသူကဖြုတ်ပြင်းရေးကိစ္စတွေဆိုလောက်တက်တယ်တဲ့။သူစက်ပွေးတွေလည်းကျင်းပါလိမ့်ရှိပါတယ်တဲ့။အဲ့လိုစက်ပွေးကျင်းပါလို့ရှိရင်သူတို့ငားကျင်တဲ့အိမ်မင်းသမီးကိုငားပေးရတယ်တဲ့။ပြီးခဲ့တယ်။ PDF စစ်ပို့ပါပေါ့နော်။ PDF ပို့ပေါ့ရှင်။ကျင်ကတော့ဖြူဖြူလေးကိုငားပေးတယ်မှာဟာဖြူဖြူလေးကိုဒီကဖြူဖြူလေးကိုငားပြီးတော့ကခိုင်းအောင်မယ်။ဘယ်ချင်းနဲ့ကခိုင်းမလို့ဆိုတော့အခုဒီချင်းလေးနဲ့ကခိုင်းမဖြူဖြူလေးကိုနော်။ ကဲဗီဒီယိုဒီကြီးနဲ့ကခိုင်းမဲ့မျိုးတွေသဘောတူရလား Hello, ma. Hello, ma. Hey, hello, ma. Be like you, just to me. Ma, I love you, baby, 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 baby. ြစ်ကျင်တဲ့မင်းမီးကိုငါပေးရတယ်အဲ့မင်းသမီးတွေကလေလာကလို့ရှင်နဲ့ကနေနဲ့အတန်လေးတော့တုံနေတယ်ကြောက်လို့တဲ့ဒါပြင်ဟိုရွာထဲမှာရှိရတဲ့တွေရဆိုရင် PDF တွေစခန်းလေးမှာထမင်းချက်ရေခတ်ထင်းခွဲကြုံတိုင်းနဲ့လောက်ရတယ်အဲ့လိုမျိုးလုပ်နေရတာကျုပ်ဆိုနှစ်နဲ့ချီပြီးကြာနေပါပြီတဲ့အဲ့ဒီဖွင့်ထားတဲ့ဟာလေးကိုစုစည်းပြီးရေးသားထားတဲ့စာလေးပေါ့နော်အဲ့ဒါကျွန်တော်ဖတ်ပြပြပါချင်းအဲ့ဘသူရေးထားတာနင်းရေးထားတာလားညအတရောင်းထိုင်ရေးထားပုံရပါလေဒီတော့ကျွန်မအနေနဲ့ PDF တွေကိုချစ်ခင်နဲ့တက်တဲ့သူတွေမြန်မာပြည်မှာတကယ်မှန်တယ်ရရှိပါတယ်နော် PDF တွေကတကယ်အမှန်တရားပဲတော်သားတွေဗါသူတို့စစ်အာဏာရှင်လောက်ကနေပြီးကဲတင်ပေးမဲ့စစ်တီတွေစတဲ့ဖြစ်ပေါ့နော်အဲ့လိုမျိုးလုံးကြီးရဲဆိုရင် ျမတို့ PDF တွေနဲ့ခဏလောက်အတူသွားနေကြည့်ကြပါလားလို့လိုက်တွန်းချင်ပါတယ်ရှင်တိလားကိုကဒီစားဆောင်မစားကြည့်ဘူးပဲနဲ့ကောင်းတယ်ဆိုရင်ရှင်ကဇွတ်ညှိုးနေလို့ဖြစ်နေလို့ဒီလိုမျိုးဇွတ်ညှိုးနေခြင်းအပြင်ကိုနိုင်ငံတော်ကိုထိခိုက်တယ်ကိုကိုကိုလိန်ရလဲကြတယ်သူများကိုလိန်ရနေရပါလေ PDF တွေကိုစားကြည့်သေးလို့လား PDF တွေကတော့နင်းကိုဘာမှစားကြည့်မှမဟုတ်ဘူးနင်းယုတ်ကြီးကိုကဲအားလုံးပဲကွာကတော့ကြပါပြီကွာကြပါပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကွာကဆုတ်လာတဲ့တက်တယ်မကြီးကြောင့်ဖတ်မှာခုခံရတော့ရှိတယ်။ဘာပဲဖြစ်တော့ကျွန်တော်တို့ကွာကလုံးဝစုတ်ခဲ့ရပါပြီเนาะ။ကြပါပါပြီ။တပုံလက်သေးကိုစစ်သေးကြအေးအေးတပုံလက်သေးကိုကျွန်တော်တို့ တန်ချက်ကကားတွေအစပေးလိုက်ရတယ်အဲဒီနေရာမှာအဓိကတောင်းတော်လိုင်းကြီးပြီးတော့ဒီကောင်မြန်မာနိုင်ငံကိုပြန်လာတဲ့ခါကျရင်စစ်သွေးကြရီလို့ပြောထားတဲ့ကောင်တွေကတော့မင်းကိုလက်ခံမဖို့တော့တေချာပါကြီးမင်းဘွားကတော့တော်လိုင်းကြီးမအောင်သေးခင်လဲအပေါ့ကိုပြောထားလို့ပြန်လာလို့မရသလိုတော်လိုင်းကြီးအောင်ပြီးရင်လည်းမြန်မာပြည်သူတွေကမင်းကိုလက်ခံမဖို့တော့ကြိတ်သိပါပြီရှိရတဲ့တွေကိုပြောပါဆိုလို့ရှိရင်တော့ခင်ဗျားတို့ရဲ့ကျုပ်တို့ရဲ့အထက်ရရှိကြီးဖြစ်တဲ့ဦးမဲအောင်လိုင်းအဓိကတောင်းရင်ရှိပါလားဟွန်းဘာကြောင့်လဲဆိုလို့ရှိရင် AR နဲ့ဘွားဆိုတာမျိုးဆက်နေတာဖြစ်တယ်အဲ့တော့ AR ကနေပြီးဘွားကိုစစ်ကူလေးပြစ်ကူလေးအများကြီးပေးလို့ရတယ် နော်ကျောင်းမကွေးဘက်ကနေပြီးတော့စစ်ကူပစ်ကူပေးမယ်ဟဲ့ဆိုလို့ရှိရင်ဟိုဘက်ကဖြတ်တိုက်နေတယ်ဘာကြောင့်လဲဆိုတော့မကွေးဘက်မှာကလောက်ကောင်တွေအများကြီးရှိတယ်အမေ AR ဆိုတာသူလည်းပေးမလို့ပဲပေးလုံးကတော့ဒါပေမဲ့သူတချင်းဆိုရင်မပြီးသေးလို့တဲ့တချင်းဆိုလည်းပြီးတော့ဟိုဘက်ကလည်းပြီးသွားပြီတဲ့နည်းနည်းအေဂျင့်နဲ့နေရအေဂျင့်နဲ့နေရမှာခါလေအားလုံးကလက်နက်ကင်ကျင်တဲ့စိတ်တွေရှိတယ်နော်ရဲကအစလက်နက်ကောင်းကောင်းမပေးနော်ပြည်သူစစ်မတီဆောက်အဲ့လိုမတီဆောက်ဘာလို့ဘာမှဒီတိတိချာချာမလုပ်ပဲနဲ့เนาะတေချာလုပ်ပြီးသွားလို့ဘွားကိုစစ်ကူပြစ်ကူပေးမယ်ဟိဆိုရင်တော့မှပဲဘွားက ကြစရာအကြောင်းမရှိပါဘူး။ဘွားဆိုတဲ့သဘောတရားကဘွားကြရတယ်မကြဘူးလား။ဘွားဆိုတာကြမှာပဲ။အန်းဆိုတဲ့အတိုင်းအန်းအမှာပဲ။ဒါသူ့ရဲ့နာမည်နဲ့ကိုလိုက်ပြီးဖြစ်နေတဲ့အရာတွေ။မင်းတို့တားလို့မရဘူး။မင်းတို့မြန်မာနိုင်ငံမှာစင်35ဆိုမြန်မာနိုင်ငံစစ်တပ်ကြီးတားလို့မရဘူး။ဘွားဆိုတာကြမယ်။အန်းဆိုတာပေးရမယ်ဒါပဲ။ဒီနေရာမှာရခိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟုတ်ရင်လည်းကကျွန်တော်ကြားသိထားတဲ့သတင်းတွေရှိတယ်ဗောနော်။အဲ့ဒါကရခိုင်ကတဲ့ရခိုင်ပြည်နယ်ကခွာစစ်ပါတဲ့။အဲ့ခွာစစ်စင်တာတော့ဟုတ်ပါပြီ။ခင်ဗျားခွာစစ်စင်တာဒီမှာရှိနေတဲ့စစ်တီတွေကိုဘယ်လိုခွာမှာလဲဆိုတဲ့ခါကြတော့ လုပ်နေတဲ့ပုံစံကဖျဲသီးဒီယူဟာနဲ့ပေးသီးဒီယူဟာကိုကျင့်သုံးနေတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့အန်းကကြတယ်နော်ဘွားကကြလူစစ်စစ်မှာဂျင်းကတချင်းစုံမပြတ်ဘူးဖြစ်နေတဲ့သူပြုတ်ဝင်ချင်းကြံနေတဲ့ပုံစံအာဘွားကြမှာလဲငါသိတယ်အန်းကြမှာလဲငါသိတယ်ဘာကြောင့်လဲဒါတွေကဖျဲသီးဒီယူဟာလေဟောအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒါကားဘေးစီဝေးဆွေးနွေးကြတော့မင်းအောင်နိုင်လို့သူရိမင်းလားဘာပဲစီဝေးလောက်တာတော့ကစ်တီမီဒီယာကိုဓာတ်ပုံရောက်ပါလေဆိုမှတော့မစင်းစားကြည့်ပါကွာ ဖယဲသီးရဘူးလို့မစင်းစားကြည့်တော့ပျောက်ကြီးရဖယဲသီးဘူးဟောင်ကျင့်သုံးသွားတာဖြစ်တယ်အဲ့တော့ဒီရခိုင်ပြည်နယ်မှာတကယ်တမ်းပေါ့နော်ဟိုစခန်းတွေအလီလီအလီလီကြောက်ကုန်နေဆိုတာမျိုးဟာဘာမှမဟုတ်ဘူးဗျအမှန်တကယ်ကရခိုင်ပြည်နယ်မှာရခိုင်ဒီမှာရှိတော့သူများတွေရခိုင်တိုင်းရင်းသားတော်တော်များများတွေအေးအေးကိုအားပေးထောက်ခံသူတွေဖြစ်တယ် အများကြီးပြောချင်ပါဘူးဒီနေရာမှာအဲ့ယုတ်တန်ဖိုင်ကတော့လည်းနောက်ထောင်ပြီးပြီဟိုပြည်ပြည်မီဒီယာတော်တော်များလည်းဝါရဖြန့်ပြီးသွားပြီအေအေဘက်ကလည်းဝါရဖြန့်တာတော့ပါတယ်သူတို့ဖြန့်တာတော့တော့ပါတယ်ဝါရဖြန့်တာအချိန်ကိုဖြန့်တယ်ပြီးတော့ဒီဝါရဖြန့်ချီမှုကနေတဆင့်သူတို့အကျိုးမြတ်အများကြီးရတယ်တက်မတော်သားတွေနဲ့ဒီဒီဘက်ကဒီတက်မတော်ထောက်ခံကြသူတွေပြည်ခံပြူပါတီဝင်တွေစရှိတဲ့ပြည်ထဲမှာတင်ကြီးအကြမ်းတွေကြတဲ့သူတွေအားလုံးရင်ထဲမှာဘောမာတွေလောက်ပါကွာဘောမာတွေ တွေးတစ်မျိုးတွေဝင်စီတယ်ပြီးရင်စိုးရင်စိတ်တွေဝင်စီတယ်အထိဝါရဖြန့်ချီအားကအေအေကအရန်တော်နေတော့တွတ်တွေ့ရတယ်အရန်ကောင်းနေတော့တွတ်တွေ့ရတယ်အရန်ကိုဝါရဖြန့်ချီမှာအေအေရဲ့ဒီဒီစနစ်တကျဝါရဖြန့်ချီမှာတော်တော်ကိုဟိုအစင်တန်းအစ်တော်တော်ရှိတော့တွတ်တွေ့ရတယ်ဘာဖြစ်လဲသူတို့တော်တော်လေးတော့ဒီတစ်ခုမှာဟိုဝါရဖြန့်နေရမဟုတ်ဘူးဟိုအမှန်တကယ်ကိုင်းနေရမင်းတို့မင်းတို့အမှန်တကယ်ကိုင်းခံနေရဝါရဖြန့်နေရထင်းနေမင်းရောမလိုက်လို့ပဲကိုရှုံးနှုံးနေမှမသိဘူးဖြစ်နေတာတော်นี่บ่าวပြောခြင်းน่ะเลยဆိုတော့ဟုတ်ပြည်သူတွေอ่ะပေါ့မဖြစ်စေခြင်းလို့တည်င်းပေးတာလေးကိုအလေးနဲ့ထားပြီးတော့ နောက်သက်ဆိုင်ရာလူကြီးမင်းညာနားထောင်ပေးပါလို့ပြောချင်တာပါ။ကိုနေ့ကနေပြောတော့သူတို့နားထောင်နေလေနေအန်းရွာဝါယူဆိုလို့မင်းတို့ဘမင်းအောင်လည်းတရှင်းအောင်တက်ဆုံနေသေးတာပဲယူ။ဘာလေးကိုပြောချင်တာလဲဆိုတော့အခုကအဲနှစ်တက်လဲအဲနှစ်တက်လဲရောက်တော့မယ်ပေါ့။နေဟောင်းလဲကုန်တော့မယ်ဆိုတော့ပျော်ဝဲရှင်ဝဲတွေလောက်ကြမှာပေါ့နော်။အဲတကယ်မျိုးကြီးတွေမှာဆိုရင်တဲ့ရန်ကုန်တို့မန္တလေးတို့မော်လမြိုင်တို့ဖတ်အံတို့နော်။တောင်ကြီးတို့မြို့ကြီးငါးမြို့မှာ။အတန်လေးကြားနေရပါတယ်တဲ့အားကြောင့်ဘို့တဲ့ ာသနေကြတာပေါ်တာဆိုမျိုးဆိုလားလီဆိုင်ရမျိုးတွေမျိုးတွေရက်ွက်တွေနေတွေမှာအဲစင်းတွေများများစစ်ဖို့လိုပါတယ်လို့ပြောချင်တာပါတို့ကအဲစင်းစစ်ဖို့မအားသေးဘူးပွဲတွေသွားပြီးပေါ်တာလိုက်ဆွဲနေတော့ဒီထဲမှာလူမရှိတော့လို့နော်အဲစင်းစစ်တာလည်းဝိုင်းဝန်းပါဝင်ကြပါပြည်သူတွေကလို့မဟုတ်ဆိုရင်မဖြစ်တင်တာတွေပဲဖြည့်ဖြည့်အကုန်တော့နော်အေးဗောဒီလိုမျိုးအန်းကိုရပါပြီလို့ तू ပြောနေတဲ့ချိန်မှာပဲကွာကြာသွားတော့မဖြစ်တင်တာဖြစ်ကုန်တာဗော ူ့အတွက်လည်းမကောင်းကိုယ့်အတွက်လည်းမကောင်းအဖြစ်သမားကတော့အဖြစ်လုပ်ငန်းတွေပဲလုပ်ပါလေနော်အဖြစ်မောက်လုပ်ငန်းတွေကလည်းတေကြီးပျက်စီးရတဲ့အလုပ်တွေပဲလုပ်ကြတော့ကိုယ်နာမှာမတင်ကြတဲ့လူတွေရှိရင်သတင်းလေးပါလေးပို့ကြပေါ့မပြောရစရာအကြောင်းရှိပါဘူးဘာမှမဖြစ်ရင်ကောင်းတာပေါ့ကျမဒီမှာစာရေးပြီးတည်မလို့อืมဩစာရေးပြီးတည်မကောင်းပါဘူးပြောလိုက်ပါအောင်မယ်ဆိုပြီးတော့ပြောတာပါထပ်ပြောမယ်နော် ရန်ကုန်ရဲ့မန္တလေးရဲ့တောင်ကြီးရဲ့မြို့ကြီးတွေကြီးပဲတိလားထင်ရှားတယ်အဖေမြို့ကြီးတွေရေပေါ်တာဆွဲခန့်နေရတော့ကျန်းနေမလားမြို့ကြီးတွေမော်လမြိုင်ဖတ်အန်းနော်သူတို့ကသူကလှုပ်လဲလှုပ်တယ်ကွာတရင်နေလဲပေါ်တင်ပေးတယ်ဆိုတော့ဒါလေးတွေကိုတက်ဆိုင်ရလူကြီးတွေကလုံချုံရေးတွေပြီးသူရဲတွေကနော်ရက်ွက်ရက်ွက်အုပ်ချုပ်ရေးတွေရုံနေပေါ့နော်ပြည်သူတွေလည်းပါဝင်နေကောင်းတာပေါ့နော်မလှုပ်ပြည်သူတွေကပါမမဟုတ်ဘူးနင်းပေါ်နေတို့ဘုံမတွေတို့ခေါ်ထားကြမလှုပ်ရင်ကောင်းတာပေါ့နော် ထိခိုက်ဒဏ်ရာတွေနဲ့စိုးရင်ကြီးရဖြစ်သွားမယ်ကြေပွဲဝမ်းနေပွဲရတွေဖြစ်သွားမယ်ဆိုအပြော်ဝါနေအပြက်တွေဖြစ်ကုန်မှာအကုန်လုံးသတိထားကြပါလို့ပြောချင်ပါတယ်အဲ့ဒါလေးကိုပြောချင်လို့ပါအဲ့ဒါလေးကိုလာပြောတာပါကျွန်တော်တို့ဟိုဟိုပါလေရှာမြောက်တဲ့ရင်လေးကြားချင်းနောင်ချုံနာတောင်ခမ်းကတော့ဈေးတွင်ဈေးတွင်ကုန်းကိုဟိုကျွန်တော်တို့တက်မလို့မပြန်နဲ့ထိန်းချုပ်ထားလိုက်ပါပြီလုံးဝနော်ကဲသူထိန်းချုပ်ပြီးပြောရဲဆိုရင်တော့တေချာသွားပြီမကြတော့ဘူးနော်အဲ့ဒါအဲ့နမိတ်ပဲကဲအန်းကိုရပြီပြောခဲ့တော့ကလည်းသူပြောပြီးတော့တိတ်မကြဘူးဘွားပါကြတာနော် ာတကယ်နမိတ်ပဲကဲမင်းရောက်နေတော့မျိုးခုံးလုံးနေပြီအပြတ်အသက်ကိုထိန်းချုပ်ထားလိုက်ပါပြီကျမတို့ဘက်ကတော့6ယောက်ကတော့အသက်ပြီးသွားတာပေါ့ရန်သူကတော့ရန်သူကတော့ကျမတို့ကအေးအားများများနဲ့အင်းအားများများနဲ့ပြန်နေတုတ်ပြန်နေတဲ့အတွက်ရန်သူကတော့အများကြီးပေါ့ရန်သူအလောင်းတွေကတော့အများကြီးရပါဘာအဲ့ဒါလေးကိုပြောချင်တာပါပြီးတော့ပြီးတော့ပြောရမှာတော့ဘယ်လိုလဲဆိုတော့ဟို PDF တရားဟိုဘောเนาะရန်ကုန်တိုက်ကြီးအုတ်ကန်30ပေါ့เนาะအဲ့ဘက်ကိုအဲ့ဘက်ကနေပြီးတော့ဟိုအလဲပေါက်ခန်းပေါက်ခေါင်းနားနေပြီးတော့ဆင်းလာတဲ့လူကြားတယ်ပေါ့ အသက်ဆိုင်ရာလည်းနည်းနည်းသတိထားကြပါလို့ပြောချင်ပါတယ်။အားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်ဒီတော်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Google Revolution Channel လေးကို like and subscribe လုပ်လိုက် and subscribe တော့ပြီးဘေးကခွန်လုံးနေတာချင်းပြီးတက်တာများဗီဒီယိုအရမ်းကြည့်ရှုရဖြစ်ပါတယ်။မျိုးတွေအားလုံးပဲအဆုံးနဲ့ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုမှာအများဆုံးပြင်ဝေးကြပါသေးလို့တောင်းပေးလိုက်ပါတယ်။